ကလေးနဲ့လူကြီးကစားတော်တဲ့အတိုင်းပဲလို့အင်္ဂလစီကိုဝဲဝွန်ညွှန်းဆိုလိုက်တဲ့ဝင်းက ဘာစီလိုနာအသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်ကိုအာဆင်နယ်အသင်းရဲ့ကန်နဝင်းနေပြဟောင်းအာဆင်ဝင်းကကလေးနဲ့လူကြီးကစားတဲ့ပွဲအတိုင်းပဲလို့ပြောဆိုလိုက်တာပါဒီပွဲမှာရီယယ်မက်ဒရစ်အသင်းကပိုကောင်းတဲ့အစွမ်းဆောင်ရင်တဲ့အတူကီလီယန်အမ်ဘာဘေးဂျူပယ်လင်ဂန်တို့ရဲ့သွင်းကိုးတွေနဲ့အနိုင်ရရှိခဲ့တာပါအဖွင့်ကိုး22မိနစ်မှာဘယ်လင်ဂန်ရဲ့ဖန်တီးပေးမှုကနေအမ်ဘာဘေးကစာသွင်းခဲ့တာဖြစ်ပြီးတော့ဘာစီလိုနာအသင်းအတွက်ခြေပါဂိုးကို38မိနစ်မှာ Farmin Lopez ကပြန်လည်ပြီးတော့သွင်းယူပေးခဲ့တာပါဒါပေမဲ့ပထမပိုင်းမပြီးခင်မှာတည်းမဲ့ Valehan ကဦးဆောင်ကိုထပ်မံသွင်းယူခဲ့တာကြောင့် Real Madrid အသင်း၂ဂိုးတဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပါတယ်ဒုတိယပိုင်းအစမှာလည်း Eric Garcia ရဲ့လက်ထိဘောကနေ Real Madrid အသင်း penalty ရခဲ့ပေမဲ့ Barcelona ဂိုးသမား Sanzania လက်စွမ်းပြပြီးတော့ပုံထုတ်ကာကွယ်ခဲ့ပါတယ် လက်ကျန်ပွဲကစားချိန်တွေမှာတော့ဘာစီလိုနာဘက်ကခြေပါကိုမသွင်းနိုင်ခဲ့သလိုရီယယ်မက်ဒရစ်ဘက်ကလည်းနောက်ထပ်ဂိုးတွေမသွင်းနိုင်တာကြောင့်ပွဲဟာနှစ်ဂိုးတဂိုးနဲ့ပဲပြီးဆုံးခဲ့ပါတယ်။ပွဲပြီးမှလည်းနှစ်ဖက်ကစားသမားတွေအကြမ်းမှာဒင်းမာခဲ့ပြီးတော့ဘာစီလိုနာဘက်ကပက်ဒရီနဲ့ရီယယ်မက်ဒရစ်ကအန်ဒရီလူနေတို့နှစ်ဦးအနီကပ်ပြားသခံခဲ့ရပါတယ်။ပွဲပြီးမှတော့အဲ့ဒီပွဲကိုအစီအစဉ်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ဝင်ကာကရီယယ်မက်ဒရစ်ရဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ပြီးတော့ ဘာစီလိုနာရဲ့အားနည်းပြီးတော့ဂိုးမသွင်းနိုင်တဲ့ကစားပုံကိုပြစ်တင်ဝေဖန်ခဲ့ပါတယ်။ဒီနေ့ဇာဗီအလွန်ဆိုကသူ့အသင်းကိုကောင်းကောင်းများကြအောင်စီမံခန့်ခွဲနိုင်ခဲ့ပါတယ်။အားလုံးခြုံပြီးတော့ပြောရမယ်ဆိုရင်တော့တချို့နေရာတွေမှာလူကြီးအနေကလေးတွေကစားတဲ့ပွဲလို့ဖြစ်နေခဲ့တယ်လို့ပြောကြပါတယ်။ဥပမာအားဖြင့် Real Madrid ရဲ့ခံစစ်စွမ်းဆောင်ရည်က ဘာစီလိုနာရဲ့ခန်းစစ်စွမ်းဆောင်ရည်ထက်အများကြီးတာလွန်ခဲ့ပါရယ်။ရှေ့တန်းမှာလည်းမက်ဒရစ်ကနောက်ထပ်တကူသွေးနိုင်မဲ့ပုံအမြင်ပေါ်နေခဲ့ပါရယ်။ဘာစီလိုနာမှာတော့ရောဘတ်လီဝန်ဒေါစကီနဲ့ရော်ဖင်ညာတို့မပါဝင်ခဲ့တဲ့အတွက်တိုက်စစ်ကအားပြော့ပြီးတော့ထိရောက်မှုမရှိဖြစ်နေခဲ့ပါရယ်။အမ်ဘပ်ပေပင်နဒီလွဲချော်ခဲ့ပြီးတဲ့နောက်ဒုတိယပိုင်းမှာဘာစီလိုနာကဘောလုံးကိုအများကြီးပိုင်ဆိုင်ခဲ့ပေမဲ့တကယ်တမ်းဂိုးသွင်းနိုင်မဲ့ပုံမျိုးဘယ်တော့မှမပေါ်ခဲ့ပါဘူး။ဒီနေ့ရီယယ်မက်ဒရစ်ရဲ့ခန်းစစ်ပိုင်းညှာချမှုကိုတော့ဇာဗီ အလွန်ဆိုကိုကျေးဇူးတင်ရပါမယ်။သူအရန်ကောင်းကောင်းလုံးဆောင်နိုင်ခဲ့တယ်ဆိုပြီးတော့ဝင်းကားပြောဆိုသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့လည်းဝင်းကားကဘာစီလိုနာအသင်းရဲ့ကစားကွက်မှာဦးဆောင်မှုနဲ့အတူအတွေ့အကြုံလိုအပ်နေရလို့ပြောဆိုခဲ့ပါတယ်။ဒါလီဝန်ဒေါစကီနဲ့ရော်ဖင်ညာမပါဝင်တော့ပြီးခဲ့တဲ့နေရာဒီကအီနီဂိုမာတီနက်စ်ထွက်ခွာသွားတာတွေကြောင့်ပိုဆိုးသွားတယ်လို့ဝင်းကားယုံကြည်နေတာဖြစ်ပါတယ်။ ကိုကကိုအတင်းကိုဟန်ချက်ညီနေအောင်လှုပ်ဆောင်ဖို့ဆရာပြန်ပြီးတော့ထက်တန်အောင်လှုပ်ဖို့နဲ့ဘီကရန်နေကထက်ပိုကောင်းအောင်လှုပ်ဖို့ရီမန်ချက်ပန်းတိုင်သတ်မှတ်ပေးတာမျိုးတွေအပေါ်အမြဲတမ်းအာရုံစိုက်ထားပါမယ်။ဒါပေမဲ့ဘာစီလိုနာကိစ္စကိုပြောရရင်ခန်စပိုင်းမှာအထွေထွေရှိတဲ့ကစားသမားတဦးဖြစ်တဲ့အီနီဂိုမာတီနက်စ်ကိုသူတို့ဆုံးရှုံးခဲ့ရတယ်လို့ကျွန်တော်ခန်စားပါတယ်။ဒီနေ့မှဆိုရင်အမ်ပါဘီရဲ့ဂိုးမှာခန်စစ်ကရင်းချမ်းမှုနဲ့အထွေထွေလိုအပ်နေတာကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ဒီနေ့ဘာစီလိုနာရဲ့စွမ်းဆောင်ရည်က အဆုံးဖြတ်ဖြစ်နိုင်တဲ့အချိန်ခါရီမှာရှင်းချက်မှုနေပါခဲ့ပါတယ်။အရေးကြီးတဲ့ပွဲကြီးတွေကိုအနိုင်ရကျင်နေဆိုရင်ပွဲရဲ့အရေးပါတဲ့အချိန်တွေကိုခံတွေ့ချက်ဖို့လိုအပ်ပါတယ်။ဒီနေ့ပွဲမှာအမ်ပါဘေပါလုပ်ခဲ့တဲ့လိန်သူဒီနေ့ပွဲထဲဝင်လာပြီးတော့ငါဘဟုခန်စစ်တီကိုကြော်ပြီးတော့ပြေးလန်းချောင်းနေဖန်ပြီးမယ်။အဲလိုဆိုရင်တစ်ချိန်ချိန်တော့ဂိုးသွင်းနိုင်လိမ့်မယ်ဆိုပြီးတော့တွေးခဲ့တယ်။ ပြီးတော့သူ့ကွေလိုက်လူတွေကိုဘောလုံးရတိုင်းသူ့ကိုကြည့်ဖို့ပြောခဲ့တယ်။ဂျူဘလင်ကန်ရဲ့ဘေးပိုးမှုကလည်းထူးခြားလွန်ခဲ့ပါတယ်။ဒီလိုမျိုးကွာခြားချက်ကိုဖန်တီးပေးတဲ့နိုင်ငံသားသမားမျိုးဘာစီလိုနာမှာဒီနေ့မရှိခဲ့ပါဘူးဆိုပြီးတော့ဝင်းကပြောဆိုသွားတာလည်းဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။